မင်္ဂလာပါအလဲကုန်တဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့တော်ရင်တာကျင်းပမယ့်ငင်းငိုင်းဖိုရန် P4 နဲ့2025အာနေပြည်တော်နဲ့စတင်ကျင်းပဆိုတဲ့နောက်ဆုံးညနေခင်းသတင်းအပါဝင်ဘူပန်ကနိုင်ငံခြားငွေကြေးဈေးကွက်တွင်73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်30ရောင်းချပေးမယ်ဆိုတဲ့သတင်းအမေရိကန်ဘုံကျဲတိုက်ခိုက်မှုများတွင်အီရန်နျူကလ িয়ার စီမံကိန်း၏အဓိကအစိတ်ပိုင်းများကိုဖျက်ဆီးနိုင်ခြင်းမရှိကြောင်းဖော်ပြထားတဲ့အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာကို Trump ပယ်ချတယ်ဆိုတဲ့သတင်း ပေါ်တိုဂိုသမားကော့စတာကိုခေါ်ယူဖို့မန်ချက်စတာမြို့ကနေတင်စိတ်ဝင်စားတယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ။ဥဆုံးသတင်းမုံအနေနဲ့တော့ရကြမယ်မယ်ငင်းငိုင်းဖိုရန် P4 ရန်2025အနီပီရောနဲ့စတင်ကျင်းပတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။တော့ရကြကျင်းပမယ်ငင်းငိုင်းဖိုရန် P4 ရန်2025အဇွန်လ25ရက်နေ့မှာစ၍နေပြီးတော့မင်္ဂလာသီရီဟိုတယ်တွင် စတင်ကျင်းပလျက်ရှိပါတယ်။ ငင်းချမ်းရေးရွေးကောက်ပွဲနဲ့ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှအေဂျန်တာယာဝါပြောသည့်နိုင်ငံတော်သိစီတို့သုံးသက်ဆွေးနွေးပွဲငင်းချမ်းရေးဖိုရမ် Peace Forum 2025အားဇွန်လ25ရက်နေ့မှ28ရက်နေ့အထိ၃ရက်တာကျင်းပမှာဖြစ်ကြောင်းသိရပါသည်။ ငင်းချင်းရေးရွေးကောက်ပွဲနဲ့ဖက်ဒရယ်စနစ်တို့ပေါင်းစည်းခြင်းမှအေဂျန်တာယာဝါပြောသည့်နိုင်ငံတော်တည်စီတို့တုံးသက်ဆွေးနွေးပွဲငင်းချင်းရေးဖိုရမ် Peace Forum 2025တို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမရကကွေဦးစီးချုပ်အမျိုးသားစီလုံးညီညွတ်ရေးနဲ့ငင်းချင်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တက်ရောက်ပြီးအဖွဲ့အမားစကားပြောကြားခဲ့ပါတယ်။ ယခုညဉ့်ညေးဖိုရမ်မှာလက်နက်ကင်ဖွဲ့စည်းများ၊နေပေကဏအသီးသီးမှထင်မော်ကြော်ကြားသူများ၊ပြည်ရင်းပြည်ပမှအသိပညာရှင်နဲ့အတက်ပညာရှင်များအစိုးရမဟုတ်သောနိုင်ငံတကာဖွဲ့စည်းများနဲ့ပြည်ရင်းဖွဲ့စည်းများတရုတ်အာရှရေးရာအထူးကိုယ်စားလှယ်တိန့်ရှီကျင်းအပါအဝင် နိုင်ငံသားတရမန်များအစားရှိတဲ့အလှအသီးသီးမှတာဝန်ရှိသူများပါဝင်ဆွေးနွေးကြမှာဖြစ်ကြောင်းသိရပါသည်။ ပြီးခဲ့တဲ့မလ24ရက်နေ့မှ26ရက်ထိအမျိုးသားစီလုံးညညရင်းနေညညရေးဖော်ဆောင်မှုညနေရေးကော်မတီကဥဆောင်ပြီးညညရေးစကားဝိုင်း peace.2035r နေပြည်တော်မှာ၃ရက်တာကျင်းပခဲ့ပြီးအဆိုပါစကားဝိုင်းမှာအလွှာတီးတီးမှတာဝန်ရှိသူများပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။အဆိုပါညညရေးစကားဝိုင်းတွင်အဖွဲ့၁ရဲ့နိုင်ငံရေးနဲ့လုံခြုံရေးကဏ္ဍဆွေးနွေးမှုနဲ့အဖွဲ့၂ရဲ့စီးပွားရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍဆွေးနွေးမှုများကိုဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ ညဉ့်ရက်စကားဝိုင်း peace.2035 ၃ရက်တာဆွေးနွေးပွဲမှာအချင်းတို့တွင်ဆောင်ရွက်ရမယ့်အကြံပြုချက်၁၂ချက်နဲ့ကာလရှိအတွက်အစည်းအဝေးချမှတ်လှုံ့ဆော်တဲ့အချက်၁၀ချက်ရရှိခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ဘောဘံကနိုင်ငံငွေကြေးဈေးကွက်တွင်73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်း30ရောင်းချပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ဘောဘံကနိုင်ငံငွေကြေးဈေးကွက်တွင်73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာတန်း30ရောင်းချပေးမှာဖြစ်ပြီး ဇွန်လအတွင်းလက်ရှိအချိန်ထိဒေါ်လာ125တန်ထုတ်ရောင်းခြင်းဖြစ်ကြောင်းသိရပါဗျ။မြန်မာနိုင်ငံတော်ဗဟိုဘဏ်က73စီလုပ်ငန်းရှင်များအတွက်ဇွန်လ6ရက်နေ့မှာဒေါ်လာတန်30 10ရက်နေ့မှာဒေါ်လာ32တန်18ရက်နေ့ဒေါ်လာ33တန်23ရက်နေ့မှာဒေါ်လာတန်30နဲ့ဇွန်လအတွင်းလက်ရှိချိန်ထိဒေါ်လာ125တန်ထုတ်ယောင်းထားပါတယ်။ ဘဟုဘန်က SA Trading မှာ CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့ဒေါ်လာ1.5တန်းကျော်အားစားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ပါတယ်။ SA trading မှာဗဟိုဘဏ်မှရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ10တန်းအနက်ဒေါ်လာ9ဒရမ00သိန်းကျော်9သိန်း9044ဒသမ25အားအခြားကုန်စည်များတင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ပါတယ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံသားငွေကြေးဈေးကွက်မှာ73စီလုပ်ငန်းရှင်များအတွက်ဒေါ်လာ33သန်းရောင်းချပေးမယ်လို့ထုတ်ပြန်ထားပါတယ်။ဇွန်လ18ရက် FA Trading မှာ CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံသားငွေများနဲ့ဒေါ်လာ1.68သန်းကျော်အား73စီတင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ပါတယ်။ FA trading မှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ10သန်းနဲ့ဒေါ်လာ3သန်းကျော် စေတိန်၄353တရမ၈ခွန်အားအခြားကုန်စည်များ တင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ကြောင်းဇွန်လ၁၈ရက်နေ့မှာဗဟိုဘဏ်ကထုတ်ပြန်ထားပါတယ်။ဇွန်လ၁၆ရက် FA Trading မှာ CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့ဒေါ်လာ၁တရမ၃တန်းကျော်73သိန်း8,329တရမ၃ည3အားစတုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ ရောင်းချပေးခဲ့ပါတယ်။ FA Trading မှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှရောင်းချပေးမယ်လို့ကြေညာထားတဲ့ဒေါ်လာ၁၀တန်းနဲ့ဒေါ်လာ၁တန်းကျော်၁သိန်း9043.3တရမ3အားအခြားကုန်စည်များတင်သွင်းတဲ့ကုမ္ပဏီများတို့ရောင်းချပေးခဲ့ကြောင်းဇွန်လ၁၆ရက်နေ့မှာဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးတော့အမေရိကန်ဘုံကျဲတိုက်ခိုက်မှုများတွင်အီရန်နျူကလ িয়ার စီမံကိန်း၏အဓိကအစိတ်အပိုင်းများကိုဖျက်ဆီးနိုင်ခြင်းမရှိကြောင်းဖော်ပြထားတဲ့ အမေရိကန်ထောင်လိုင်းအစီကံစာကိုထရန့်ပယ်ချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါအမေရိကန်ဘုံကျိုင်းတိုက်ခိုက်မှုများတွင်အီရန်နျူကလ িয়ার စီမံကိန်း၏အဓိကအစိတ်ပိုင်းများကိုဖျက်ဆီးနိုင်ခဲ့ခြင်းမရှိကြောင်းဖော်ပြထားတဲ့အမေရိကန်ထောင်လိုင်းအစီကံစာကိုတမရတော်နယ်ထရန့်ကပယ်ချခဲ့ပါတယ် လူပုဂ္ဂိုလ်9ဦးကရှင်းလင်းတင်ပြခဲ့တဲ့အဆိုပါထောက်လန်းရေးစီရင်ခန်းစာကိုပင်ဒဂုံရဲ့ထောက်လန်းရေးဌာနဖြစ်တဲ့ကာကွယ်ရေးထောက်လန်းရေးအေဂျင်စီကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။အဲဒီစီရင်ခံစာဟာအမေရိကန်ကအီရန်ကိုဗုံးကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အမေရိကန်ဘိုဟိုစစ်ဌာနချုပ်ကပြုလုပ်ခဲ့တဲ့စစ်မြေပြင်ထိခိုက်မှုလေလာသုံးသပ်ချက်ကိုအခြေခံပြီးထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။ ဗုံးကျဲတခိုက်ခံခဲ့ရတဲ့နေရာများရဲ့ထိခိုက်ပျက်စီးမှုကို လေလာချက်များအရအီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာဆက်လက်ပြုလုပ်နေတာကိုတွေ့ရှိရပြီးနောက်ထပ်ထောက်လှမ်းရေးအချက်လက်များထပ်မံရရှိမယ်ဆိုပါကယခုလေလာတွေ့ရှိချက်ဟာပြောင်းလဲရှိနိုင်ကြောင်းဖော်ပြထားပါတယ်ဒါပေမဲ့ယခုလိုကနအူးလေးလာတွေ့ရှိချက်များအရအီရန်ရဲ့နျူကလ িয়ার စက်ရုံများကိုအလုံးစုံချေမှုန်းနိုင်ခဲ့တယ်ဆိုတဲ့ထရန့်ရဲ့ပြောကြားချက်များနဲ့ကွဲရနေတာကိုတွေ့ရပါဗျ။အမေရိကန်ကာကွယ်ရေးဝန်ကြီး PSS ကလည်းအီရန်ရဲ့နျူကလ িয়ার ရီမတ်ချက်များဟာပြတ်သုံးသွားပြီဖြစ်ကြောင်းဇော်လာ22ရက်ကပြောကြားခဲ့ပါတယ်။အဲ့ဒီကြောင်းရနဲ့နီးစက်တဲ့လူပုဂ္ဂိုလ်တဦးကမှအီရန်ရဲ့တန့်စင်ပြီးယူရေနီယံများဟာပျက်စီးခဲ့ခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။ အိမ်ပြူတော်ကမူအဲ့ဒီထောင်လေးစီရင်ခန်းစာထုတ်ပြန်မှုကိုအတိအမှတ်ပြုခဲ့ပေမဲ့လည်းအဲ့ဒီစီရင်ခန်းစာမှာဖော်ပြချက်များကိုသဘောမတူကြောင်းပြောကြားခဲ့ပါတယ်။ Trump ကလည်းအဲ့ဒီထောက်လန်းရေးစီရင်ခန်းစာကိုဖော်ပြခဲ့တဲ့ CNN သတင်းဌာနကို၎င်းရဲ့ Truth Social လူမှုမီဒီယာမှာဝေဖန်ရှုံချခဲ့ပါတယ်။ သတင်းမများတင်တဲ့ CNN ဟာကြာရှုံးနေတဲ့ New York တိုင်းသတင်းစာနဲ့အတူအောက်ဆိုဖဲ့ပြီးတမိုင်းတခြားအောင်မြင်ဆုံးစည်ရေးတိုက်ခိုက်မှုများထဲမှာတစ်ခုပါဝင်ဖြစ်တဲ့တိုက်ခိုက်မှုကိုတိတ်ခါချရင်ကြိုးပမ်းခဲ့ကြောင်းအီရန်ရဲ့နျူကလ িয়ার စက်ရုံများဟာအလုံးစုံပျက်စီးခဲ့ကြောင်း CNN နဲ့ New York တိုင်းတို့ဟာပြည်သူများရဲ့ရှုံချမှုကို ခံခဲ့ရကြောင်း Trump က Truth Social လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။နောက်ဆုံးနေ့မှအနေနဲ့ ပေါ်တိုဂူးသမားကော်စရာကိုခေါ်ယူမန်ချက်စတာမြို့ကန်နဲ့သင်းတွေစိတ်ဝင်စားတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးမှာပါမန်ချက်စတာမြို့ကန်သင်းတွေဖြစ်တဲ့မန်ချက်စတာယူနိုက်တက်နဲ့မန်စီးတီးသင်းတို့ဟာပေါ်တိုဂူးသမားဒီယိုကော်စရာကိုခေါ်ယူဖို့အပြိုင်စိတ်ဝင်စားနေကြတယ်လို့သိရပါတယ်အသက်25နှစ်ရွယ်ပေါ်တိုဂီလက်ရွေးစင် ကိုသမားကော့စတာဟာ UEFA National League ပြိုင်ပွဲမှာပိုတူဂီအသင်းချန်ပီယံဆုရရှိရာလက်ဆန်းပြနိုင်သူဖြစ်ပါတယ် ူဟာပေါ်တိုတင်းနဲ့2029ခုနှစ်ထိစာချုပ်တံရှိနေပြီမဲ့အခုနေမှာအတင်းပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေရလို့သိရပါတယ်။ပေါ်တူဂီသတင်းစာအေဘိုလာရဲ့ဖော်ပြချက်အရကော့စတာဟာ ပေါ်တိုသင်းနဲ့ယူရို85သန်းတန်ရောကြီးစာချုပ်ချိုးဆိုထားပြီးမြေယူရိုသန်60နဲ့အတင်းပြောင်းရှိနေတယ်လို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်အတင်းကအတင်းမှာလက်ဆွဲမပြနိုင်တဲ့ကိုသမအိုနာနာရဲ့နေရာမှာအစားထိုးဖို့ကော့စတာကိုစိတ်ဝင်စားနေတာဖြစ်ပြီးမန်စီးတီးအတင်းကတော့ဆော်ရီကိုပြောင်းရွှေ့ဝယ်ရှိနေတဲ့အတင်းကိုသမအီရာဆန်ရဲ့နေရာမှာအစားထိုးဖို့ကော့စတာကိုပြင်မဲ့ထားနေတာဖြစ်တယ်လို့သိရပါတယ်။လေဝဒန်ညနေခင်းစနေကိုတင်ဆက်ပေးခဲ့တာပါနားဆင်ပေးရတဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။